အစ္စရေးအနေနဲ့ဂါဇာဒေသတစ်ခုလုံးကိုထိမ်းရှုပ်သိမ်းပိုက်သွားမယ်လို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဂါဇာမှာတိုက်ပွဲတွေကပြင်းထန်နေပြီးအစ္စရေးရဲ့အခြေအနေကတိုးတက်ကောင်းမွန်နေက အစ္စရေးအနေနဲ့ဂါဇာဒေသတစ်ခုလုံးကို ထိမ်းရှုပ်သိမ်းပိုက်သွားမယ်လို့နေတန်ယာဟုကပြောဆိုပါတယ်။ ။အစ္စရေးစစ်တပ်ဟာဂါဇာမှာပြင်းထန်တဲ့စစ်ဆင်ရေးကိုဆက်လက်ပြုလုပ်နေပြီးအစ္စရေးရဲ့လေကြောင်းကတပ်ခိုင်းပုံတွေကြောင့်လူ၅ဆကျော်သေဆုံးခဲ့ရပြီးတဲ့နောက်ဂါဇာဒေသတစ်ခုလုံးကိုထိမ်းရှုပ်သိမ်းပိုက်သွားမယ်ဖြစ်ကြောင်းအစ္စရေးဝန်ကြီးချုပ်ရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။အစ္စရေးစစ်တပ်ကဂါဇာကမ်းမြောင်ဒေသကအကြမ်းဖက်ပစ်မှတ်160ကိုတိုက်ခတ်ခဲ့ပြီးအရသာပြည်သူတွေကိုမထိခိုက်စေဖို့ဘေးကင်းရာရွှေ့ပြောင်းစေပြီးမှသာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူဒူပိုမူဂျီဖြစ်သူကပြောကြားခဲ့ပါတယ်။အစ္စရေးကဂါဇာကိုနှစ်လကျော်ကြာပိတ်ဆို့ထားမှုကြောင့်ဂါဇာကမ်းမြောင်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြက်တဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်ရှင်။